ချစ်ခင်လေးစားအပ်တဲ့တောတရှင်များ မင်္ဂလာပါခင်ဗျာမတ်လ28ရက်ကျွန်တော်တို့နိုင်ငံအလွန်ပြင်းထန်တဲ့ငလျင်ကြီးလှုပ်တဲ့အခါကျွန်တော်ကငလျင်နဲ့အတံငယ်ဝေးတဲ့နေရာတနေရာမှာရှိနေရောက်နေခဲ့တာပါဒါကြောင့်မို့မြင်းငလျင်လှုပ်တယ်ဆိုတာလောက်ပဲသိခဲ့ခံစားခဲ့ရတာပါဒါပေမဲ့ချက်ချင်းဆိုသလိုပဲအင်တာနက်လူမှုကွန်ရက်မှာ ျွန်တော်တို့နိုင်ငံတနိုင်ငံလုံးနှီးပါငလျင်တန်ခံလိုက်ရပြီ ဆိုတာသိလာရပါတယ်တိတိချင်းပဲမိတ်ဆွေတဦးစီ ဖုံးဆက်ပြီးငလျင်တန်ခံရသူများအတွက်ကုညီရေးလုပ်ငန်းတစ်ခုခုလုပ်ကြဖို့ပြောလိုက်တိုင်ပင်လိုက်ပါတယ်မိတ်ဆွေကလည်းချက်ချင်းဆိုသလိုသဘောတူပြီးရန်ပုံငွေ ရှာဖွေရေးလုပ်ကြဖို့စဉ်းစားခဲ့ကြပါတယ်ဒီလိုနဲ့ ကို့မှာရှိတဲ့စုဆောင်ထားတဲ့ပကြီကားနဲ့ဓာတ်ပုံတချို့ ရောင်းချပြီးရန်ပုံငွေရှာကြဖို့စီစဉ်ကြပါတယ်တောတာရှင်များခင်ဗျာကျွန်တော်နဲ့ကျွန်တော်မိတ်ဆွေဟာနာကိမုံတိုင်းတုန်းကလည်းပဲကုညီကယ်ဆယ်ရေးအလုပ်တွေလုပ်ခဲ့ပါတယ်2015ရေကြီးရေရှမ်းဖြစ်တော်လဲအဲ့ဒါလိုပါပဲမြင်ရကြားရတဲ့မြင်ကွင်းတွေကြားစောက်တီးရမရဖြစ်ခဲ့ကြပြီး နေညမနာသွာလာလှုပ်ရှားကုညီကယ်ဆယ်ရေးအလုပ်တွေလုပ်ခဲ့ကြပါတယ်။ကုံကုံပြောရရင်လွန်ခဲ့တဲ့နှစ်30ကျော်ကလည်းကိုယ်နိုင်ငံကိုယ်ပြည်သူတွေအပေါ်ရက်ရက်ဆက်ဆက်ဖိနှိပ်တပ်ဖြတ်အုပ်ချုပ်နေတဲ့မှားရင်ဖောက်ပြန်တဲ့အစိုးရကိုတောတောင်ထဲမှာနေပြီးဆန့်ကျင်တော်လှန်ခဲ့ကြဘူးပါတယ်။သောတ္တရှင်များခင်ဗျာဒီတခါကျွန်တော်တို့ပြည်သူတွေဒုက္ခရောက်တဲ့အခါ ကျွန်တော်တို့ကလွန်ခဲ့တဲ့နှစ်တွေလွန်ခဲ့တဲ့အချိန်တွေတုန်းကလူသွက်လက်မြန်ဆန်စွာအလုပ်တွေလုပ်ပေးနိုင်တဲ့အရွယ်မဟုတ်ကြတော့ပါဘူးနှစ်အောင်စလုံးဇေယဖီစည်းခံရတဲ့လူအိုတွေလူကြီးပိုင်းတွေ ဖြစ်နေကြပါပြီဒါကြောင့်မို့ငယ်စဉ်တုန်းကလူသွက်လက်မြန်ဆန်ထိရောက်စွာ သွာလာလုတ်ကန်နိုင်စွမ်းမရှိကြတော့ပါဘူးအဲ့ဒီအတွက်ကျွန်တော်တို့နှစ်အောင်စလုံးမချစ်မရဲ့ ဖြစ်ကြရပါတယ်။ဟိုအရင်တုန်းကဆိုရင်ဒီလိုကိစ္စမျိုးနဲ့ကြုံရင်ကျွန်တော်တို့ကသူများတဲ့ဥစွာရှေ့ဆုံးကရောက်နေနေပြီးကုညီကယ်ဆယ်ရေးအလုပ်တွေခေပြောင်းတော်လှန်ရေးအလုပ်တွေဝင်လုပ်နေကြပြီပေါ့။အခုတော့ဇေယျဖီစီခွင့်မပြုတော့စိတ်ရှိတိုင်းအလုပ်မလုပ်နိုင်ကြတော့ပါဘူး။ပကြီကားလေးဓာတ်ပုံလေးတွေအွန်လိုင်းပေါ်တင်ရောင်းကြည့် ရံမုံငွေရှာကြရပါတယ်ဒီလိုစိတ်သွားတိုင်းကိုမပါနိုင်တဲ့ဇရာအိုအရွယ်အကြောင်းတွေးမိတဲ့အခါဒီအဖြစ်ပြက်တွေဒီသမိုင်းမေးတာဝန်တွေတဲကသားသမီးအရွယ်လူငယ်လူရွယ်တွေကိုတတိပေးစကားပါရင်လာပါတယ်ကျွန်တော်ဆိုလိုတာကတော့လူငယ်သားသမီးတို့မင်းတို့လည်းပဲငါတို့လိုမဖြစ်ချင်ကြစေခြင်းဘူး တဘာဝတရားကြီးနဲ့ဖောက်ပြန်မှားရွေးတဲ့စနစ်ဆိုးကြီးမင်းတို့ခစ်မှာပဲနိုင်အောင်တိုက်ကြပါဆိုတဲ့သတင်းစကားပားကျင်လာပါတယ်။ကဲတောတာရှင်များ ဟောဒီကြပြလေး နားဆင်ကြည့်ပါ။ကျွန်တော်ပြောကျင်ပားကျင်တဲ့စကားကိုဒီကြပြလေးကကိုစားပြောပေးနေတာအံ့ဩစွာကြားကြရပါလိမ့်မယ်။ကြပြရဲ့ခေါင်းစည်းအမိကမတ်လတော်လန်ရေးတဲ့ ရေးဖွဲ့တဲ့ကြပြဆရာကဆရာဝင်းမြင့်ဖြစ်ပါတယ်။နားစင်ကြည့်ပါ။မလတော်လန်ရေးဒီတကြိမ်သာထတ်ရှုံးလို့မိုးမောင်ကြရင် နောက်ထပ်အနှစ်40ပဲ။လေထဲမှာ မင်းလက်ကိုမမြောက်လိုက်ပါနဲ့လူငယ်။ငါတို့လိုအိုစားတဲ့အဖိုးကြီးဖြစ်သွားလိမ့်မယ်။ သောတရှင်များတဘာဝတိုက်ပွဲနဲ့ခေပြောင်းစနစ်ပြောင်းတိုက်ပွဲကြီးမှာထိရောက်အောင်မြင်စွာပါဝင်နိုင်ကြပါစေကျွန်တော်ငြိမ့်ဝေပါ